မင်္ဂလာပါရှင်ဒီဇင်ဘာလ17ရက်ကျတာပိနေ့အတွက်ရှန်ကုန်းရဲ့လှုပ်လှရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့33ကြိမ်မြောက်အရှိတောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက်ပထမဆုံးရွှေတစိမ့်ကိုချင်းလုံးကစခုတဲ့တရင်ဖြစ်ပါတယ်။33ကြိမ်မြောက်ရှီတောင်အာရှအကစားပြိုင်ပွဲတွင်မြန်မာနိုင်ငံအတွက်ပထမဆုံးရွှေတစိမ့်ကိုချင်းလုံးအကစားကစတင်စခုခဲ့ကြောင်းသိရပါတယ်။ရိုးရချင်းလုံးအမျိုးသမီးပြိုင်ပွဲအသင်းလိုက်အုပ်စုပတ်လည်ပွဲစဉ်လေကင်း event 3ပြိုင်ပွဲမှစတင်စခုခြင်းဖြစ်တယ်လို့သိရပါတယ်။မြန်မာအမျိုးသမီးတင်သည်ရိုးရချင်းလုံးပြိုင်ပွဲဘိုးလူပွဲတွင်နှစ်ပွဲကစားနှစ်ပွဲလုံးအနိုင်ရကရွှေတစိမ့်စုရယူနိုင်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့စားသုံးစီတင်သွင်းတဲ့ကုမ္ပဏီများသို့အမေရိကန် န်ဒေါ်လာ5သိန်းဗဟုပန်ရောင်းချပေးတဲ့တင်ဖြစ်ပါတယ်မြန်မာနိုင်ငံတို့ဗဟုပန်သည် CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများအနက်မှအမေရိကန်ဒေါ်လာ5သိန်းကိုစားသုံးစီတင်သွင်းတဲ့ကုမ္ပဏီများသို့ဒီဇင်ဘာ9ရက်ကရောင်းချပေးခဲ့ကြောင်းသိရပါတယ်။အဆိုပါနေ့ရဲ့ FH Training တွင်စားသုံးစီကုမ္ပဏီများအပြင်စိုက်ပျိုးရေးသုံးပစ္စည်း၊ကားဆိုင်ကပုံပစ္စည်း၊တက်မြေဩဇာ၊ဆေးဝါးနှင့်ဆေးဝါးကုန်ကျန်းပစ္စည်း၊ဆက်သွယ်ရေးပစ္စည်း စမှုကုန်ကြမ်းပစ္စည်း၊ electronic ပစ္စည်းနဲ့စားသုံးကိုယ်စီများတင်သွင်းတဲ့ importer များလည်းနိုင်ငံခြားငွေဝယ်ယူခွင့်ရရှိခဲ့ပါတယ်။ဒါ့အပြင်ဗဟုပန်အနေဖြင့်ဆက်သုံးစီလုပ်ငန်းရှင်များအတွက်ဒေါ်လာတန်30ရောင်းချပေးမယ်လို့ဒီဇင်ဘာ3ရက်ကထုတ်ပြန်ကြောင်းသိရှိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ရွှေစင်ရွှေဆိုင်တပြားတိုက်သူတွေနဲ့ကြံရပါတွေကိုဖမ်းဆီးရမိပြီလို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းလာတာမြို့နယ်မဟာဗန္ဓုလာလန်အမှတ်3ရပ်ကွက်ကရွှေစင်ရွှေဆိုင်ကိုတပြားတိုက်သွားတဲ့သူတွေကိုဖမ်းဆီးရမိပြီလို့သိရပါတယ်။ဒီဇင်ဘာ9ရက်နေ့ကဖမ်းဆီးရမိခဲ့တာလို့သိရပြီးလူရဲသူ2ဦးနဲ့ပစ္စည်းတွေလက်ခံသိမ်းဆီးပေးသူကျန်ရပါ2ဦးကိုပါဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။တပြားတိုက်သူ2ဦးဟာတာကေတာမြို့နယ်ကအောင်ဘရာသာလက်ဖက်ရည်ဆိုင်ပန်းရှင်အောင်ကိုစင်ဆိုသူနဲ့အဖျော်ဆရာဖြစ်သူတို့2ဦးဖြစ်တယ်လို့သိရပါတယ်။လာတာမြို့နယ်ရဲစခန်းမှာဖမ်းဆီးထားတယ်လို့သိရပြီးတပြားတိုက်စင်သုံးခဲ့တဲ့တနက်တွေနဲ့ရွှေတွေအပါအဝင်3000ကျော်ကိုလည်းပြန် ရှိခဲ့ပြီးစစ်ဆေးမှုတွေလုပ်နေတယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့တင်ကန်းချုံပြီးကိုရီးယားအကအကတဲ့ဇက်ဖွဲ့အရေးယူမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဆက်စင်ပေါ်မှာတင်ကန်းချုံပြီးကိုရီးယားအကအိုဘာဂန်နက်စတိုင်ကိုရီးယားတချင်နဲ့ဟာတာလောက်ခါကပြဖြောပြခဲ့တဲ့ဇက်ဖွဲ့ကိုစုံစမ်းဖော်ထုတ်ပြီးအရေးယူသွားမယ်လို့မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟိုမှထုတ်ပြန်ကြောင်းသိရပါတယ်။သာသနာညွှန်းနှံစီလို့ကပြတဲ့ဇက်ဖွဲ့ကိုစုံစမ်းပြီးသဘင်စည်းမျဉ်းစည်းကမ်းနဲ့အရေးယူခြင်းများဆောင်ရွက်ဖို့ရှိတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားကြောင်းလည်းသိရှိရပါတယ်ရှင်။ နောက်ဆုံးတင်ဆက်ပေးမှာကတော့တာဂီတာမြို့နယ်အရှိထူပါယုံရဲ့ကွက်မြင်းတော်သားလမ်းတွင်မိလာမှုဖြစ်ပွားတဲ့တွင်ဖြစ်ပါတယ်။ဒီဇင်ဘာ9ရက်နေ့နဲ့10နာရီ52မိနစ်အချိန်ခန့်ကရန်ကုန်တိုင်းဒေသကြီးတာဂီတာမြို့နယ်အရှိထူပါယုံရဲ့ကွက် မြင်းတော်သားလမ်းတွင်မိလာမှုဖြစ်ပွားရာတာဂီတာမြို့နယ်မိသက်စခန်းမှာမိငိမ့်တရင်နှစီရေတရင်တစီထွက်ခွာငိမ့်တရာနေ့နဲ့10နာရီ55မိနစ်အချိန်တွင်မိငိမ့်သွားကြောင်းသိရှိရပါတယ်ရှင်။